ပေါင်းစပ်ဖွဲ့စည်းလိုက်တဲ့ရမညမွန်တက်တော် RMA ကိုဘဝတူတော်လန်ရေးမဟာမိတ်ဖြစ်သတ်မှတ်ပြီးတော်လန်ရေးရည်မှန်းချက်ပန်းနိုင်အမြန်အောင်မြင်ဖို့ပူးပေါင်းဆောင်ရွက်သွားမယ်လို့တောင်းတက်တော် TNL ကကြေညာလိုက်ပါတယ်။မော်ဘီသက်ပါတီဆေယနာရှင်တိုက်ဖြတ်ရေးဖွဲ့ NMSB AD နဲ့မော်ဘီလွမြောက်ရေးတက်တော် MLA တို့ပေါင်းစည်းပြီးတပ်ဖွဲ့နှစ်ခုကိုရာမညမွန်တက်တော် RMA အဖြစ်ဖွဲ့စည်းလိုက်တဲ့ပေါ့ တောင်းတက်တော်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ဘိုဌာနချုပ်ကသဘောထားထုတ်ပြန်လာပါတယ်။တောင်းတက်တော်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ဘိုဌာနချုပ်ကရာမညမွန်တက်တော်ဖွဲ့စည်းမှုပေါ်ကြိုးစိုးဂုံပြူချောင်းနဲ့ရာမညမွန်တက်တော်ထူထောင်မှုဟာမှန်ကန်တဲ့တော်လိုင်းရေးလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ရာမညမွန်တက်တော်ကိုဆရာနာရှင်စနစ်တိုက်ဖြတ်ရေးတန်းတူရေးနဲ့ကိုပိုင်းပြားထန်းပိုင်ခွင့်အပြေဝါရရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးရည်ရွယ်ချက်တွေနဲ့မေလ24ရက်နေ့မှာပေါင်းစည်းခဲ့ပြီးမွန်မျိုးသားလူမျိုးရေးတပ်မတော် MNLAAD နဲ့ MLA တို့ကတက်တော်တစ်ခုအဖြစ်ဖွဲ့စည်းလိုက်တာပါမွန်ပြည်သားပါတီ AD နိုင်ငံရေးစည်ရေးဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တို့ပါဝင်တဲ့မွန်ပြည်သား AD နိုင်ငံရေးစည်ရေးကော်မတီကိုအဖွဲ့ဝင်26ဦးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲကမွန်ပီသဲပါတီ AD နိုင်ငံရေးစည်ရေးဥဆောင်ကော်မတီဝင်တွေထဲကကိုဦးကိုရွေးချယ်ပြီးဥက္ကဋ္ဌနိုင်စီယာဒုဥက္ကဋ္ဌနိုင်လီကောင်းနဲ့အတွင်းရင်းမူနိုင်မညာလေတို့ပါဝင်ပါတယ်။ရာမညာမွန်တက်တော့ RMA ရဲ့စည်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်ဖို့မွန်ပီသဲပါတီ AD နိုင်ငံရေးစည်ရေးကော်မတီဥဆောင်မှုနဲ့အဖွဲ့ဝင်9ဦးပါဝင်တဲ့စစ်ကော်မတီကိုလည်းဖွဲ့စည်းခဲ့ပါတယ်။စည်ဦးစည်းချုပ်ဖြစ်ဝေမှုချုပ်စလွန်ထော် ဒုစုဦးစည်းချုပ်နဲ့ဘိုးမူးကြီးကြည်စံတို့ကိုခန့်အပ်တောင်းဝေပေးထားတယ်လို့နှစ်ဖက်အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ကိုပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်ရေးနဲ့ဆရာနာရှင်စနစ်အမြန်ဆုံးခြုံငင်းရေးအတွက်မော်ဘီသဲပါတီ AD ရာမညမော်တက်တော် RMA တို့အဖိနှိတ်ခံဘဝတူတိုင်းသားတော်လန်ရေးမဟာမိတ်အဖွဲ့စီပဲပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့အတည်ပြုထားပါတယ်။